မင်္ဂလာပါရှင်မင်းသိန်ခါပေးတင် application မှာကြိုဆိုပါရစေမင်းသိန်ခါပေးတင်ပြည်သူများအတွက်2025ဇွန်လ1ရက်နေ့မှ2025ဇွန်လ9ရက်နေ့အထိတပတ်စာပေးတင် hostel များကိုဟောပြောပေးသွားမှာဖြစ်ပါတယ် တနင်္ဂနွေသားသမီးများအတွက်တပတ်စာပြေနေဟော့စပတန်ဝန်ထမ်းဖြစ်ပါကရာထူးပြောင်းရမည်လေယာသုံးစက်ပစ္စည်းဝင်ပြီးဈေးရုံတို့လူနာသွားမေးရမည်အမှုဟောင်းရှိပါကအမှုနိုင်ပြီးအိမ်အိမ်ကန်းတိုက်ခန်းကွန်တိုကန်းအရှောင်းအဝယ်ဖြစ်ပြီးဒီလမှာဝင်ငွေကျန်းတလို့ထွက်ငွေကျန်းတက်ပြီးဒီသားစုအတွင်မှာအဆင်မပြေမှုများရှိပါကအဆင်ပြေသွားမည်နိုင်ငံခြားခရီးထွက်ရမည်ရရှိရန်ရှိသောငွေများဝင်ပြီးပညာရေးမှာကံကောင်းပါသည်နိုင်ငံခြားမှာကြောင်းလျှောက်ထားပါကကြောင်းဝင်ဝင်ရရှိမည်ကျန်းမာရေးမှာစီးရောကဖြစ်ပြီးအခြေရင်းနှင့် နောင်ရေးတာရပါသည်။ကံကောင်းသောကနန်းများမှာ689ကနန်းများဖြစ်ပါသည်။ဒေဒရအနေဖြင့်တနင်္ဂနွေနေ့နေအိမ်ဖျားចောင်းဆောင်မှာအုံထမင်းကပ်လူပါ။တနင်္ဂနွေသားသမီးများတပတ်စာအတွင်းစိတ်ချမ်းသာခြင်း၊ကိုယ်ယူချမ်းသာခြင်းများနှင့်ပြည့်စုံကြပါလိမ့်ရှင်။ တနင်္လာသားသမီးများအတွက်တပတ်စာပြေတဲ့ဟော့စတန်ပြည်ပတို့အလုတ်လျှောက်လန်းထားပါကသို့မဟုတ်ပြည်ပမှာအလုတ်ရှာနေပါကအလုတ်ရမည်မြေအယောင်အဝယ်အတွက်စရံဝေးအပေးအယူစာချုပ်ချုပ်ရမည်ရဝေးမှငွေရောက်မည်သို့မဟုတ်ရဝေးတို့ငွေပို့ရမည်စာမေးရတနာရောင်းဝယ်ရေးကောင်းမည်အွန်လိုင်းအယောင်အဝယ်မှာအနောက်ရှက်ပေါ်မည်ပညာရေးမှာရက်လက်ကောင်းပါသည်ကျန်းမာရေးမှာခြေထောက်နာမည်အချီးရေးမှာချစ်သူနှုတ်ကြားပြများရမည်အိမ်တော်ရေးကတော့အဆင်ပြေပါသည်ကံကောင်းသောခဏများမှာ2-5ခွန်ခဏများဖြစ်ပါ သည်ဒေဒရာအနေဖြင့်တနင်္လာနေ့မှာတဘိုးကြီးဖရာတနင်္လာထောင်းမှာငွေထီးနှစ်လက်ကတ်လူပါတနင်္လာသားသမီးများတပတ်စာအတွင်းစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းများနှင့်ပြည့်စုံကြပါစေရှင် ်အင်္ဂါသားသမီးများအတွက်တပတ်စာပြည်နှင်ဟော့စတန်ညှို့လင်းထားသောငွေသို့မဟုတ်လုပ်ငန်းရမည့်သတင်းများကြားရမည်မြေအယောင်အဝယ်ဖြစ်မီပဲပြောင်းနှံကောက်ပဲသည့်နှံရောင်းဝယ်ရေးမှာဈေးကောင်းရမည်နိုင်ငံခြားငွေနှင့်ပတ်သက်ပြီးတောကရောက်ရမည်ဓာဝေးရောက်နေသောမိသားစုဝင်တို့ကောင်းမွန်စွာပြန်ရောက်လာမည်မော်တော်ဆိုင်ကယ်အသစ်တစ်စီးဝင်မည်ပညာရေးမှာကျိုးစားမှုအားနည်းနေပါသည်ကျန်းမာရေးအနေဖြင့်ရှင်ဘတ်အောင်မည်အခြေရေးမှာကံကောင်းပါသည်ချစ်သူထံမှလက်ဆောင်ရရှိမည်အိမ်တော်ရေးမှာလည်းတာယာပါသည်ကံကောင်း သောကနန်းများမှာ358ကနန်းများဖြစ်ပါသည်ဒေဒရအနေဖြင့်အင်္ကာနေ့မှာတကူကြီးဖျားအင်္ကာတောင်းမှာတပယ်ငါးကုန်းကတ်လူပါအင်္ကာသားသမီးများတပတ်စာအတွင်းစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းများနဲ့ပြည့်စုံကြပါသည်ရှင် ဟိုတဟူသားသမီးများအတွက်တပတ်စာပြေတင်ဟောဆက်တန်အိနေရအရွှေ့အပြောင်ပုံပြီးသို့မဟုတ်အင်သစ်တက်ရမည်တင်ကြားပါမစတဲ့အပြိုင်အဆိုင်စီးပွားရေးလုပ်ငန်းများမှာအောင်မြင်မည်စာပြေရေးလုပ်ငန်းမှာအခက်အခဲပုံပြီးဝန်ထမ်းဖြစ်ပါကအလုပ်ပြောင်းအလုပ်နေရပြောင်းရလိမ့်မည်ရေလုပ်ငန်းမှာအခက်အခဲပုံပြီးတခုခုခံရမည်သို့မဟုတ်လူလင်ခံရတတ်သည်ပညာရေးမှာကံကောင်းပါသည်နိုင်ငံခြားမှာကျောင်းဝင်ခွင့်လျှောက်ထားပါကရရှိမည် ကျမ်းမာရေးမှာချောင်းဆိုးမီအခြေရေးမှာချွတ်တူဤအထင်လွဲမှုကိုခံရမီအိမ်အောင်ရေးမှာလည်းအိမ်အောင်ဘက်နှစ်စကားများရမီကံကောင်းသောကနန်းများမှာ၄၆၈ကနန်းများဖြစ်ပါသည်ဒေရယာအနေဖြင့်ဗုဒ္ဓဟူးနေ့တကိုးကြီးဖျားဗုဒ္ဓဟူးထောက်မှာရိုလေးမျိုးကတ်သူပါဗုဒ္ဓဟူးသားသမီးများတပတ်စာအတွင်းစိတ်ချမ်းသာခြင်းကိုယ်ကျေးမှချင်းများနှင့်ပြည့်စုံကြပါလိမ့်ရှင် ဇာတာပရိသသမီးများအတွက်တပတ်စာပြေရှင်ဟော့စပီတယ်အိမ်အိမ်ခန်းတိုက်ခန်းကွန်ဒိုခန်းအရာအဝတ်ဖြစ်ပြီးတောင်ကုန်းတောင်တန်းဘက်သို့မဟုတ်ပင်လယ်ကမ်းခြေဘက်သို့ခရီးထွက်ရလိမ့်မည်ဖျားဆွနုတော်ဖျားပုံတော်မြင့်မြတ်သောပုံတော်များနေအိမ်တို့ကြောင်မြန်လာမည်ဝင်ငွေကောင်းပြီးဘန်သို့မဟုတ်ချင်းငွေအဖွဲ့အစည်းတစ်ခုခုမှချင်းငွေတင်ထားပါကချင်းငွေရရှိမည်တယ်လီဖုန်းအသစ်ဝင်ပြီးကျန်းမာရေးမှာတော့သွားနာသွားကြိုက်ဖြစ်မည်ပညာရေးမှာကံကောင်းပါသည်စာမွေးပွဲအောင်မည်အချင်းနှင့်အိမ်တော်ရေးမှာတာရပါသည်ကံကောင်းသောကနန်းများမှာနှစ်လေး ေ6ခန်းများဖြစ်ပါသည်ကေရီယာအနေဖြင့်ကြာသာပရင်းနေ့မှာနေအိမ်ဖျားចောင်းဆောင်မှာកောက်ញင်းပေါင်းတက်လူပါကြာသာပရင်းသားသမီးများတပတ်စာအတွင်းစိတ်ချမ်းသာခြင်းကိုယ်ရည်ချမ်းသာခြင်းများနှင့်ပြည့်စုံကြပါသည်ရှင် တောက်ကြသားသမီးများအတွက်တပတ်စာပြေခြင်း hospital နိုင်ငံခြားခရီးသွားရမည်နိုင်ငံခြားတန်ရုံတရုံမှာဗီဇာလျှောက်ထားပါကဗီဇာရမည်လုပ်ငန်းသစ်ဆိုင်သစ်အတွက်သတင်းကောင်းကြရမည်အလုပ်အသစ်အတွက်အင်တာဗျူးဝင်ရမည်အောင်မြင်ပြီပဲပြောင်းနှံကောက်ပဲသင်းတန်ရောင်းဝယ်ရေးမှာဈေးကောင်းရမည်နိုင်ငံခြားမှငွေရောက်မည်ဆိုင်ကယ်အတွက်တော့ကရောက်မည်ပညာရေးမှာအနောက်အရှက်ပေါ်မည်ကျန်းမာရေးမှာစိတ်ဖိစီးမှုများမည်အခြေရေးမှာချစ်သူထံမှအမုန်းစကားကြားရတတ်သည်အိမ်အောင်ရေးမှာအိမ်အောင်ဘက်ဤဆွေမျိုးများကြောင့်စိတ်ညစ်ရမည်ကံကောင်းသောကနန်းများမှာ ာ3.8ကနန်းများဖြစ်ပါသည်ဂျေဒရာအနေဖြင့်တောက်ကြနေမှာတကိုးကြီးဖျားတောက်ကြထောက်မှာတတိ6လုံးကတ်လို့ပါတောက်ကြသားသမီးများတပတ်စာအတွင်းစိတ်ချမ်းသာခြင်းကိုယ်ယူချမ်းသာခြင်းများနှင့်ပြည့်စုံကြပါသည်ရှင် စနေသားသမီးများအတွက်တပတ်စာပေးခြင်းဟောဆက်တန်ပွင့်နှံဖြစ်ပါက လုပ်ငန်းဝင်မှာဖိအားများမီနိုင်ငံခြားခရီးအတွက်တည်င်းကောင်းကြရမီဘော်တော်ကအယောင်အဝယ်ဖြစ်မီရရှိရန်ရှိသောငွေများဝင်မီတည်င်းကောင်းကြရမီရေလုပ်ငန်းရေထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းများမှာအကျိုးအမြတ်များရရှိမီတယ်လီဖုန်းပြောင်းမီပြက်မီပညာရေးမှာပြန်ဆန်မှုအကောင့်နေပါသည်ကျန်းမာရေးကတော့အစာအိမ်ရောဂါဖြစ်မီအခြေအနေအိမ်ဆောင်ရေးတာယာပါသည်ကံကောင်းသောကနေများမှာ26ခွန်ကနေများဖြစ်ပါသည်ရေတရအနေဖြင့်စနေနေ့မှာ ေအိမ်ဖျားចောင်းဆောင်မှာနွားနို့ကတ်လူပါစနေသားသမီးများတပတ်စာအတွင်းစိတ်ချမ်းသာခြင်းကိုယ်ယူချက်မှာခြင်းများနဲ့ပြည့်စုံကြပါစေရှင်မင်းသင်္ခါ application မှာဆရာဦးဟိန်ထက်စောဆရာမဒေါ်စုလေးရတနာတို့နဲ့ video call မေးမြန်းနိုင်ပါတယ်ရှင်။ဆရာကြီးမင်းသင်္ခါရဲ့တပည့်အရင်ရန်ကုန်မန္တလေးမှဝိုင်းရင်ဆရာဆရာမများနဲ့လည်းဗီဒီယိုမေးမြန်းနိုင်ပါတယ်ရှင်။ခုနှစ်ရက်သားသမီးများအတွက်စောင်းရန်ရှောင်းရန်တပတ်စာကညီမကိုမင်းသင်္ခါ video YouTube channel တွင်လည်းကြည့်ရှုနိုင်ပါတယ်ရှင်။ မင်းသင်္ခါပီရင် application ကိုအသုံးပြုသူမိဘပြည်သူအပေါင်းအနာရောဂါကင်းရှင်းပြီးစိတ်ချမ်းသာကိုကျန်းမာပါစေကြောင်းဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ရှင်